အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီဂျင်ပင်တို့ဟာကမ္ဘာဈေးကွက်တွေကိုမတိမငိမ်ဖြစ်စေခဲ့တဲ့နှစ်နိုင်ငံအကြားကုန်သွယ်ရေးစပွဲမှာတင်းမာမှုကိုရောပါစေရည်အတွက်သဘောတူခဲ့ကြပါတယ်။နှစ်နိုင်ငံသဘောတူညီမှုအရာဝါရှင်တန်ကတရုတ်ကုန်ပစ္စည်းတွေအပေါ်အခွန်ကောက်တချို့ရှော့ချပေးမှဖြစ်တယ်လို့ပေကျင်းကလည်းအလွန်အရေးပါတဲ့မြေရှားတပ်တွေဆက်လက်ပေးသွင်းထောက်ပံ့မယ်လို့ကြေညာပြုခဲ့ပါတယ်။ ၆ရက်အတွင်းရှီနဲ့ပထမဆုံးအချိန်တွေ့ဆုံမှုကို ကြီးမားတဲ့အောင်မြင်မှုလို့ထရန့်ကပြောတယ်လို့တစ်ဖက်မှာလည်းကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံနှစ်ခုအကြားရှင်ပြိုင်မှုကိုဖြည့်ရှင်းဖို့ခေါင်းဆောင်နှစ်ဦးအကြားအရေးပါသောသဘောတူညီမှုရခဲ့တယ်လို့တရုတ်ခေါင်းဆောင်ကပြောပါတယ် ရရှိခဲ့တဲ့သဘောတူညီချက်မှာတရုတ်ကပဲပုံနဲ့အခြားလေယာထွက်ကုန်တွေကိုကြီးမားတဲ့ပမာဏနဲ့ချက်ချင်းဝယ်ယူရေးပါဝင်တယ်လို့ထရန့်ကပြောပါတယ်။ဒါအပြင်ဆွေးနွေးမှုတွေအရာတရုတ်ရဲ့မြေရှားတပ်ထုပေးသွင်းထောက်ပံ့ရေးဆိုင်ရာတပ်တန်းတိုးနိုင်သောကာလကတစ်နှစ်သဘောတူညီချက်ရရှိခဲ့တယ်လို့အမေရိကန်ခေါင်းဆောင်ကပြောပါတယ်။မြေရှားတပ်ထုတွင်ထွက်တွေကစမှုလုပ်ငန်းအသေးသေးမှာ electronic တက်ဆင်ပစ္စည်းတွေအတွက်အလွန်အရေးပါတဲ့အရာတွေဖြစ်ပါတယ်။ တရုတ်ကအထူးတလဲလွှမ်းမိုးထားတဲ့နယ်ပယ်တစ်ခုဖြစ်တဲ့မြေရှာတထုတွင်းထွက်တဲ့အပါအဝင်ပို့ကုန်ကန့်သက်ချက်တချို့ကိုတနှစ်တာဆိုင်းငံ့သွားမှာဖြစ်တယ်လို့တရုတ်ရဲ့ကုန်သွယ်ရေးဝန်ကြီးဌာနကအတည်ပြုထားပါတယ်ခင်ဗျာလောကမီဒီယာရဲ့ဆက်လက်ရည်တည်ခံဖို့ပြည်သူတွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ